ဖျား၅စုပွင့်တဲ့ကဘာဖျား၅စုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လာဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူးအဲဒီသာပိုင်းဆံရတခုခုပြတ်ထာမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရင်လောက်ထားတော့ရှိနိုင်တယ်အာ မိလောင်တာတို့ရှိနိုင်တယ်ရေမျောတာတို့ရှိနိုင်တယ်ဒါကတော့ပန်းမြရဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေထားလေးတွေပေါ့ပန်းမြရဲမှာရှိနေလို့ရှင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြေရှင်းတာကတော့မလိုရမလဲကုသီလကိုအာကိုဖို့သစ္စာတရားဆုဖို့နော်ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာတွေကိုရွတ်ဖို့ အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအထောက်ချဖို့ဆိုတာကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုကဒါပဲအာကိုကအဲ့တော့ကဘာကြီးဖြစ်စည်းပြီဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိနေကဘာကြီးပြည့်အောင် လုပ်တဲ့အင်လူလောကကြီးပြည့်စည်အောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော် လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလဲပျက်စီးသွားစေနိုင်တယ်။ဒါကြောင့်မို့လို့လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးလောင်ပြီးတော့ပျက်စီးတယ်တဲ့။အဲတချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေတိတ်ကြီးလို့ရှင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ပေါ့။ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာ သိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမေးလောက်ပျက်စီးနိုင်တယ်။ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းယင်ထဲမှာပူတဲ့အရာတစ်ခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်လာပဲဒေါသဆိုတာလည်းမီးပဲဒါဖြင့်ဒီမီးနဲ့မီးကဘယ်လိုထူးခြားတယ်လို့ကိုယ့်ကိုစဉ်းစားကြည့်လိုက် ေါသမီးကကောင်းယုံပြီလို့ပဲဝုံတိုင်းဆိုပြီးသွားတာနော်။လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်။လူချင်းမှုဆိုတာယထာမှာရှိမှာမရှိဘူး။ဒေါသဆိုတာပြေးသွားတာရှိတယ်လေ။ဒေါသဆိုတာဖြစ်ပြီးရင်တော့ကျစိတ်ကကြည်သွားပြန်။အေးသွား။ရာဂဆိုတာကျတော့အဲ့လိုစိတ်ကြည်အေးသွားတာရှိမှာမရှိဘူး။လူချင်းမှုကအမြဲတမ်းရှိနေ။အဲ့တော့ရာဂမီးကတမြင်းမြင်းလောင်နေတယ်မီး။သူလည်းမီးပဲ။ ဒေါသမီးဆိုတော့ဝုံတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးလို့အဲ့တော့သာမီးဈာန်ကနေမှာလူရည်ရဲ့တဏ္ဍာမှာယင်ွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့ လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိရဲနဲ့မလုံးတဲ့နာတွေလုံးတယ်မမရင်းရင်းနေမောဟဆိုတာတွေးဝေးတာကိုယ်ကားတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖျက်ဆီးသွားနိုင်တယ်ဆိုတော့ ကဘာဖြစ်တဲ့အင်အားစုတွေဟာဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြစ်တဲ့အင်အားစုကအကဘာဖြစ်တဲ့အင်အားစုကဘယ်မှာရှိတယ်ဆိုကဘာမှာပဲရှိတာပဲလေကဘာမှာပဲရှိအဲ့ဒီကဘာဖြစ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာကဘာဖြစ်တဲ့ရေတွေဟာဘာကြောင့် ကဘာပေါ်မှာလွှမ်းတယ်လူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြစ်တဲ့နေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိတ္တုဒိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုပေါ့နော်ကဘာဖြစ်ပြီးဖြစ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြစ်တဲ့ဟာရေရေလေရေမီးရေပဲအချင်းများစွာဖြစ်တာမိက ဘာဖြစ်လို့ရောဆိုတော့လူတွေမှာလောဘကတောင်းကြမ်းနေကြတာခုနမြတ်စွာဘုရားဟောတဲ့အထက်မှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မလို့အမြဲတမ်းလူတွေကိုလွတ်မှုနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မလို့မိဖြတ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲ မီးဖြတ်တဲ့ကဘာကပို့ပြီးတော့အကျိန်များတယ်။ပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာတယ်လို့ဆို။အဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗဒ္ဒကဘာမှာအရိမတိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့။တဖြည်းဖြည်းတက်တန်းတွေတိုးလာတယ်ဆိုတာဘုရားမထင်ရှားဘူး။ သတ္တန်တွေတိုးလာတယ်အမှန်တမ်းမထင်ရှားတယ်လူတွေရဲ့အသက်တွေကတဖြည်းဖြည်းဆိုးရွားလာဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီသိပ္ပိသတ္တန်တိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာလဲဆိုတော့အမှန်တမ်းပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်တယ်အဲ့ဒီအမုန်းစိတ်တက်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြတယ် အစွမ်းထက်တဲ့လက်နဲ့တွေကိုအုံပြုတ်ပြီးတော့လူသားတွေဟာကိုနေထိုင်တဲ့ကဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြစ်ကြအေးနောက်ဆုံးမှာတံဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချုံနေပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာ လူသားတွေရဲ့တတန်းဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်။အဲဒီလိုတက်လိုက်တာလူသားတွေကောင်းရင်ကောင်းသလောက်ဆိုပြီးတော့တတန်းကြီးကရှည်လိုက်တာ အသင်ခြေထည့်အောင်ရှင်။လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်။အဲ့ဒီအနေတစ်ခါပြန်ပြီးတော့လူတွေအကျင့်စာရိတ္တပြတ်မှုကိုအကြောင်းပြုပြီးတတန်းတွေပြန်ဆုတ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 ်လာတဲ့အခါတသိန်းသားအောက်ရောက်လို့ အသက်ဟာ၈000တန်းဆိုတဲ့အခါမှာအရိမတရားမြတ်စွာဘုရားပွဲ့မယ်တဲ့အဲ့ဒီအတွင်းထီအောင်တော့ဒီကဘာကြီးခဏလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေအရကဘာကြီးဟာလုံးဝခဏတည်းမှာမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရဲ့လှုပ်လို့တော့ပါရေလွှမ်းလို့တော့ဒီလိုဟာမျိုးတော့ရှိမှာရှိမှာ မရှိပဲမနေနိုင်ဘူးဒါကတော့ရှိတယ်အဲ့ဒါလို့အနည်းရှိတောင်းတန်းကြတော့အရိပတိယမြတ်စွာဘုရားပွင့်တဲ့အခါလူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမ်းငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗရကဘာကြီးဟာလည်းပြည့်စုံပါဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေတပ်ပြီးသင်္ခါရအနိစ္စ ဘေယာမထာဝရတည်ရှိတာရှိမှာမရှိဘူး။ဒီနေ့တစ်ချိန်ကပျက်စီးရမှာတေးချာတယ်။ညကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲ။အေးအဲ့ဒီတော့အခုလို့မိရောရေရောလေရောကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြတ်တယ်ဆိုတော့ဘယ်တိုင်းသာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားတခင်ကိုရောမြတ်ရဲ့တရားတော်ဤပြတ်နှံ့ရာ ကျန်းကနေဆိုတာလူသားတွေပေါ်မဟုတ်ဘူးစัจ java လားဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲစัจ java လားဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနိုင်ယူမှတ်သားပြီးတော့လက်ခံထားကြတယ်အဲ့တော့ကဘာပြည့်ပြီဆိုရင် တခါပြည့်ရင်စัจ java လာဂရေတသိန်းထီအောင်ပြတ်တယ်တဲ့နော်စัจ java လာဂရေတသိန်းပြတ်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရအနှစ်တသိန်းကနေကြိုတင်ပြီးတော့သိတယ်ကဘာပြတ်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လို့ဆိုရင် စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်ကောတတ္ထာတာဘယ်သူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာတဏ္ဍပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့အညတ္တရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတ္တဗံပုဂ္ဂိုလ်ကလွဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမှာရှိဘူး ယုံရမှာမဟုတ်ဘူးသတ္တဗံဖြစ်ရင်တော့ယုံပြီပေါ့ဟောမြတ်စွာဘုရားဒီလိုဟောတာရှိတယ်အညတရဒိဋ္ဌပရိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးတနည်းပြည့်မယ်ဆိုတာသူကလက်ခံပြီးသားအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်တွေကတနည်းပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်ရလုံးဝလက်ခံတယ်လုံးဝယုံတယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိမ့်မယ် ီလိုဆိုလို့ကနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနေ့ကျပြက်မယ်ဆိုရင်ဘသူသိဤဘသူကယုံကြည်မလဲဆိုတော့ဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့သောသောတာပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တဏ္ဍပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတာပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဒါလို့ဆိုတဲ့ရသတ်အဲ့ဒီမှာကဘာပြက်တော့မယ်ဆိုရင်ရုပ်ချင်းကောက်ပြီးတော့ပြက်တာမဟုတ်ဘူး လောကဂျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တည်းသရင်ပေးတဲ့နတ်တည်းရှိတယ်။လောကဂျူဟာဆိုတဲ့သရင်ပေးတဲ့နတ်တည်း။အိုးသဘင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုမိ мян နဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့က လူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှကဘာကြီးပြက်လိုက်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိုက်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတံဘာဝေထဟောမိတ်ဆွေတို့ မိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းယံမြဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါမုရိတာဘာဝေတ္တပါတူကြီးပွားတာတူမနာလိုမဖြစ်ကြပါနဲ့ဥပိ္ခာဘာဝေတ္တပါတ ত্ত্ব ဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ယံမလုံးကြပါနဲ့မတွေ့တာကြပါနဲ့သူကနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ခာဆိုတဲ့တရားတွေ ွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူတို့ကပြောတာတိုက်တွန်းတာအဲ့တော့မှစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာခြေညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဒီတရားဒါလွဲလို့ဘာမှလုပ်ဆရာမှမရှိဘူး အန္တရာယ်ကကင်းညင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့နိုင်ငံနဲ့ကြည်လေနိုင်ငံနေနိုင်ငံနေဟာကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာလောက်လာကြသူများအကျိုးစီးပွားမဟုတ်ဘူးကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲ အဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြည့်ပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခာမထားနိုင်ကြဘူးရံလိုကြတယ်မုန်တီးကြတယ်တွေ့တာကြတယ်ဆိုရင်အနေထားတွေဖြစ်လာအဲ့ဒါတွေကကဘာပြက်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာ အဲ့ဒါကြောင့်မလို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခအဲမုရိတာပွားကြပါဥပိ္ပခထားကြပါမိဘနှစ်ပါးလေးစားကြပါလူကြီးသူမတွေကိုယုံကြည်ကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခစ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်သူဆိုတာ ကြောက်ပြီဆိုရင်ပိုလုံးတယ်နော်ကြောက်เสียရှင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မလို့အဲ့ဒီချိန်မှာလူတွေကစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေကမြမပြေရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရောအဲတိရိစ္ဆာန်တွေကလည်းအဲ့ဒီချိန်မှာတကောင်းတကောင်းသိမငင်းစဲတော့ဘူးတဲ့မငင်းစဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်းအကျင်နာလေးတွေရှိတယ် ကြည့်လေခွေးတွေတောင်ပါတခါတခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့လိုအကျင်နာတရားလေးတွေထထက်လာတဲ့အခါမှာဒီတိရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နတ်ပြည်ရောက်ကြတယ်နတ်ပြည်ရောက်တဲ့အခါနတ်ပြည်ရောက်တဲ့အခါကျတော့ဆန်တရားဆက်ပွားများတဲ့အခါပြမပြည်ရောက်ကုန်ကြတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတ attva တွေအလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နေပယ်လွတ်တီထီအောင် ။သဘာမီးလောင်တဲ့ထဲမပါရအောင်။သူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူ ပြတ်မှာပဲမရဘူး။ဘာဖြစ်လို့လို့ဆိုတော့မမြဲတဲ့သဘောတရားကိုပြတ်ချိန်တန်လို့ပြတ်တာ။အဲ့တော့တတ္တဝါတွေကဒီထဲမှာပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှာပြမပြည့်ချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာတိုင်းမှာအဲ့ဒီမှာမီးဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်တိောက်ဖြတ်တုံးဆိုရင် အဘဒရဗြမဘုံရဲ့အောက်ဖြစ်အောင်ကုန်ဖြစ်တယ်အဘဒရဗြမဘုံရဲ့အောက်ဖြစ်အောင်ကုန်အဲ့တော့ဗြမပါရိသေသဗြမပရောဟိတာမဟာဗြမလို့ဆိုရဲပထမဇံဗြမဘုံပါသွားတယ်အဲ့ဒီကိုပြတ်သွားအကုန်လုံးမီးလောင်မီးလောင်နေထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့ဥပကိဏဆိုရဲဗြမပြည်ရဲ့အောက်အကုန်ပါသွားတယ် တခါလေးဖြတ်တဲ့ဘုံကြတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကြတော့ဒီဝေဟဘုံဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံလေးပါပါသွားတယ်ပို့ပြီးတော့လေကပူပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မီးဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်း အဲ့တော့ဒီစัจ java လာပြင် နေရရှိတယ်ဆိုတာသိပ္ပံဆရာတွေကတောင်အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရာအတွက်နေရဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အိဗေမျိုးပေါ့ဒါကတဘာဝကြီးကသူ့အတူဖန်တီးလာတယ်ဟာရေဖြတ်တဲ့ကဘာကြတော့ မိုးရတယ်ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစစ်မိုးတွေဗာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြတ်တဲ့မိုးကြတော့ဘာလို့မိုးတွေတော့ဆိုဆန်းငံရေမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အေးပျော်သွားနိုင်တာအဲ့တမငံနဲ့မိုးရေတွေနဲ့အကုံလုံးဟာဆန်းငံရေထိတဲ့အခါမှာကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေးအေးပျော် တောင်တွေလည်းဆွေးမြေးအေးပျော် အဲ့လိုထိလိုက်တဲ့ဟာတွေကအကုန်အေးပျော်ပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့မိုးကြီးရွာပြီးတော့ကဘာကြီးကိုလွန့်သွားနိုင်တယ်တဲ့အဲ့ဒါကရေးဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူမုံလေးတွေလွင့်တဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင်တိုက်တဲ့လေမုံတိုင်းကြီးတွေထိအောင်နောက်ဆုံးမှာတောင်ကြီးတွေပါလွင့်ပါသွားတဲ့လေမုံတိုင်းကြီးတွေထိအောင်တိုက်လာပြီး ဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှာစัจจဝလာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမှုန့်ဖြစ်သွားတဲ့ထီအောင်တိုက်ပြစ်တယ်။အာဂတကြီးပဲကြံတော့တယ်။အဲ့တော့မီးလောင်ရင်လည်းပဲအာဂတပဲကြံတယ်။ရေဖြတ်လို့ရှင်လည်းရေထဲမှာအရေးပြောင်းသွားလို့အာဂတကြီးပဲကြံတယ်။လေတိုက်လို့ရှင်လည်းတစ်ခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့ အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲကျန်နေလို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်ဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိတယ်။အဲအဲ့ဒါလို့ဖော်ပြထားတာဟာအမှန်မဲလားလို့ဆိုရသဗျာကိုယ်တိုင်ကဟောထားရတဲ့ထင်မယ်။အေးဒီအကြောင်းအရာကိုတတ္တဗံမတဘာတိပိပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့ရသဗျာကိုယ်တိုင်။တိုးတော်လေးပဲမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ် နှစ်ပေါင်းများစွာကြာတဲ့အခါမှာဒီအခြေအနေဇိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမ္မဓမ္မရှည်ကြာလာတဲ့အခါကလအတွင်းမှာဒါမျိုးရဖြစ်လာမှာပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအားလုံးကလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးကနေလွတ်ပြီးတော့ ကောင်းရသူတွေမှနေကြတယ်အဲတချို့စာတွေမှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတဲ့အမှန်တမ်းဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းလွန်တဲ့ဒီနေတာမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံဤကျိုးလုံးဝငင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုံကိုယ်တွေကလည်းတဏှာဝကလွန်လန်းမရှိတော့အဲ့လိုပုံကိုယ်မျိုးကလည်းပဲ ကျောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာ ရှိတဲ့ငရဲသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲသူတို့မှာတစ်ချိန်ကငရဲတရိစ္ဆာန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွမ်းအားနဲ့ဘဝတစ်ခုက အဆင့်တန်းလေးမြင့်လာလိုက်အနှစ်တသိန်းဆိုတော့အချိန်တွေအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ငရဲကလှလူဖြစ်လူဖြစ်တဲ့ကာမတရားကျင့်တရားကျင့်တဲ့အခါမှာမြမပြေရောက်တိရိစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကာမဟောတရားကျင့်အဲလူဘဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကဓာတ်ပြေရောက်ဓာတ်ပြေကြတော့ဓာတ်တွေကအသိဉာဏ်ပူထက်တယ်ပူထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်မြမပြေရောက်ကြ ဒီလိုနဲ့ကဘာပြက်တဲ့ခိန်ကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြက်မှုနဲ့ပတ်သက်ပြီးတော့ဝိတ္တုမဲ့မှာပေါ်ပြထားတာရှိတယ်။ကြဲကြဲပြက်ပြက်ဖတ်ချင်တဲ့ပုံစံရအဲ့ဒါဝိတ္တုမဲ့မြန်မာပြန်ကိုဖတ်လို့ရတယ်ပေါ့နော်။ကဘာပြက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးဒီလိုရေးထားတယ်။ကဲတော့ပြက်တယ်ဆိုတာကတော့ဒါသိကြတယ်။ဘာဖြစ်လို့သိကြတော့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလည်း မြူမုံလေးလောက်ဒီသင်္ခါရတရားဟာမြူမုံလေးလောက်ပဲရှိစီငဲတယ်ဆိုတာတခုမှမရှိဘူးအားလုံးကပျက်စီးတာကြီးအနိစ္စသဘောတရားရဘယ်အရာမှမမြဲဘူးလို့သစ္စာဗျာဒီလိုဟောခဲ့တယ်အဲ့တော့ဒီနေ့တစ်ချိန်ပြည့်မယ်ဆိုတာကတော့ဒါကျိမ့်နေပဲကဲကောင်းပြီအဲ့ဒါလို့ပြည့်ပင်ဆိုတဲ့အခါမှာ ဘုန်းကြီးတို့တွေကဘာတွေလောက်ကြမလဲတန်မြာထဲမှာရောက်ပြီးတော့ဘဝတစ်ခုရထားလို့ရှင်အဲ့ဒါလို့ကဆုကဘေးတွေတန်မြာထဲမှာနေလို့ရှင်တော့ချုပ်တွေးမှာဖြစ်တယ်အဲ့ဒါတွေကအခုလို့တန်မြာထဲမှာကဘာပြတ်ထားတယ်လဲချုပ်တယ်ကဆုကဘေးတွေနဲ့လည်းချုပ်တယ်အဲ့ဒါလို့တန်မြာထဲမှာဒီလိုအဆိုးတွေနဲ့ကျုံးနေရတာဘာကြောင့်လဲလို့ဆိုတဲ့အခါမှာ မြတ်စွာဘုရားကထောက်ပြတယ်အေးတကယ်ကို မြင့်မြတ်တဲ့သီလဆိုတာကိုမကျင့်သုံးလို့တကယ်ကိုမြင့်မြတ်တဲ့တမာရီတရားကုသဏ္ဏမှာမကိန်းလို့တကယ်ကိုမြင့်မြတ်တဲ့အသိပညာကုသဏ္ဏမှာမရှိလို့တကယ်ကို မြင့်မြတ်တဲ့ဝိမု ക്തി ဆိုတဲ့အရတ္တမေရတ္တဖို့အရတ္တဖို့တရားမိမိတို့ရအောင်မလုံနိုင်လို့ဒါတွေခံရတာလို့ မြတ်စွာဘုရားဒီလိုဟောတယ်။တော့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာဒါအမတ္တမအရင်ကြတယ်ပေါ့။ဆိုလိုတာကသီလရယ်၊တမာရီရယ်၊ပညာရယ်လို့ဒီလိုမြတ်စွာဘုရားဟောလိုက်တဲ့စကားဟာအမတ္တဗုဒ္ဓကတုံးမှာဘေးတွေကနေလွတ်ချင်လို့ရှင်ဘာလို့ရမလဲဆိုရင်မဂ္ဂင်၈ပါးကိုကျင့်ဆိုတဲ့စကားနဲ့ဒါလုံးဝတူတူပဲလုံးဝတူတူပဲမဂ္ဂင်၈ပါးဆိုတာလေ သီလရဲ့သမာဓိရဲ့ပညာရဲ့ပဲအဲ့တော့မဂ္ဂင်ရှိပါကျင့်ဆိုတာ ਨੇ သီလသမာဓိပညာပြည့်စုံအောင်လုပ်ဆိုတာတထက်သေးပဲဖြစ်တယ်ပေါ့